ခရီးနီပြည်မှာဆီယနာသိမ်းပြီးနောက်ပိုင်းနှစ်ဖက်တိုက်ပွဲတွေကြောင့်နေရစုခွာခဲ့ရတဲ့စစ်ပေးလျှောက်ပြည်သူတွေဟာအခြေခံစာနာရိတ်ခအပြင်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ပါရင်ဆိုင်နေရပါတယ်။ကွန်ပျူတာကတင်ဆက်ထားပါတယ်။စစ်ရှောက်ကာလကြာလာတဲ့အများအဖက်ဖက်ကစိန်ခေါ်မှုတွေဟာပိုပြီးကြီးမားလာနေတာကိုစစ်ပေးလျှောက်ပြည်သူတွေကိုယ်တိုင်က ပြောပြကြပါတယ်။အထူးဖြစ်စစ်ပေးလျှောက်မိခင်တွေအတွက်တာသမီတွေရဲ့အငတ်ဘေးဟာစီရင်အနေနဲ့ပိုပြီးစိုးရိမ်စရာဖြစ်နေပါတယ်။ တော့ဆောက်လာ2023ငါလာပိုင်း29ရက်နေ့ဒီ2025ဒီချိန်ဒီပေါ်အတော်လို့ဆိုငါမြင်ဝဲသေးလို့ရှိပါတော့ခါတလေဆိုအဲ့လိုမျိုးကစားစားစားမရှိတဲ့ချိန်ဆိုအကျန်းဆက်ပြပါမလို့ကိုယ်မှာတာတိရှိရတာတမီးရရှောက်ကြီးငါပြမတော့အဲ့ဒါတော့အရင်ဆုံးရတာပေါ့ကိုကစက်လေးဆိုယူချင်တဲ့အစိတ်ထိအောင်ကိုဖြစ်လာတော့ပါတော့ဒီလိုစိတ်ပစ္စည်းမှုတွေဟာစစ်ကော်မရှင်ရဲ့ညပိုင်းလေကြောင်းနဲ့လက်နေကြီးပြစ်ခတ်မှုတွေကြောင်း ိတ်မရတဲ့ညတွေနဲ့ပေါက်ဆက်သွားတဲ့အခါပူပြီးဆိုးရွားလာပါတယ်။ဒါပြင်စစ်ရှောက်စခန်းတွေမှာစောင်းနေရင်မပြည့်လေတာကြောင့်အိမ်တွင်းပဋိပက္ခနဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပါဖြစ်လာနေတယ်လို့စပေးချောင်းတွေကပြောပါတယ်။ဝင်ငွေမရှိအလုပ်အကိုင်မရှိအလူရှင်မလာတဲ့အခါမှာမိဘတွေဟာကလေးတွေရဲ့တောက်ဆုပ်ချက်ကိုဖြစ်စီပေးနိုင်တော့ပဲစိတ်တူတာတွေအော်မိတာတွေဖြစ်လာပါတယ်။ဝင်ကြီးနဲ့စောင်းဝင်ကြီးကြောင့်အိမ်ထောင်ကြီးအဆင်မပြေတာတွေရံဖြစ်တာတွေပါ မကြာခဏဖြစ်လာတယ်လို့ဘက်ကော်ကနေဆစ်ဆောင်လာတဲ့အမျိုးသမီးတစ်ယောက်ကရှင်းပြပါတယ်။အမိုးရဲ့ဒီမျိုးမောက်စားချင်တဲ့အမိုးဒီမျိုးစားချင်တဲ့ပြည်ကြီးကတော့အရင်လိုမျိုးအစိမ်းပြီးဆစ်ဆောင်လိုက်တာအတော့မရှိတဲ့ခါကျတော့သူတို့អော်မိတာပေါ့။သူတောင်းစားချင်တဲ့ဟာသူတို့မကျေးနိုင်တော့ခါကျတော့စိတ်သူတို့ကလေးអော်မိတယ်။မိသားစုရင်းနဲ့မအင်းထောင်ကြီးနဲ့မစကားမရရန်ချစ်ပါဝင်ရဲ့အစင်ပြေတဲ့ခါကြပါလေဒီလိုစိတ်ဖိစီးမှုတွေပြင်းထန်လာတာကြောင့်စစ်ပေးရှောင်တွေထဲမှာ နှလုံးဖောက်တာတီးတူးတက်တာစတဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေပါ ကြုံတွေ့လာနေရတယ်လို့သိရပါတယ်။စစ်ပီးချောင်းကာလကြာလာတဲ့အတွက်ဝင်ငွေရရှိမဲ့အလုပ်အကိုင်ရှိတော့တဲ့အပြင် လူရှင်တွေရဲ့အကူအညီ ပေးနိုင်မှုလည်းတစ်နှစ်နီးပါးအားနည်းလာနေတာကိုတွေ့ရပါတယ်။ဒါအပြင်ကုန်စည်နှုန်းတွေဟာလည်းတလားတဲ့တလားပူပြီးမြင့်တက်လာနေတော့ပါစာဝတ်နေရေးဖြစ်စည်းမှုတွေပြီးကလေးတွေဟာခက်ခဲအမျိုးမျိုးကြောင့်ကြောင်းမသက်ရတဲ့သူတွေလည်းများလာနေပါသေး စစ်ပေးချောင်မိပါတွေဟာခလေးတွေကိုအာဟာရပြေဝတဲ့အသားငါကြက်ဥတွေမဝဲကျွေးနိုင်တော့တဲ့အတွက်အာဟာရချို့တက်မှုဒဏ်ကိုလည်းခလေးငယ်တွေကရင်ဆိုင်နေရတာပါဝင်လာကမရှိတော့ကလေးအဟာရဆိုခါလေးကတော့မတန်နိုင်လေနော်ဒီကြီးလုံးပြုတ်လေးနဲ့ဟင်းရည်လေးနဲ့အလူစားရည်ကမှကံကောင်းဟောလို့ပုတ်ကလေးကိုဒီလိုပဲသမောပြေပနာအမြတ်နိုင်ဒီလိုအခြေခံစမ်းသပ်ရိတ်ကံမလုံလောက်မှုနဲ့ကုံစင်းတို့မြင့်တက်မှုကိုလိုက်ကောကဆစ်ဆောင်လာတဲ့အမျိုးသမီးကလည်းအခုလိုပဲ တည်ပြုပြောပါတယ်ကျောမမင်းနဲ့မမမတော့အဒုက္ခရရလေးမှအလုပ်ရှင်လေးမလာတနည်းလို့ရှိပြီရောအစီနေစစ်ချီကိုစင်းနော်လေးစစ်တဲ့ဝင်ွေရမရှိအလုပ်ရှင်ရလေးမလာတော့ပူဆိုးပါဂရနီလူခွင့်ရဖွဲ့ KNHRG ရဲ့နိုဝင်ဘာလ9ရက်နေ့ထုတ်ပြန်ချက်အရစစ်ကော်မရှင်ဟာစာနာရိတ်ခဝင်ွေရလမ်းကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာတာကြောင့်ဒေသခံနဲ့စစ်ဘေးရှောင်တွေရဲ့ဝင်ွေရရှိမှုရပ်တန့်သွားစေခဲ့တယ်လို့သိရပါတယ် KNHRG က ီလိုအခြေအနေတွေဆက်ဖြစ်မယ်ဆိုရင်စစ်ဘေးရှောင်တွေဟာရှေ့ဆက်ပြီးအငတ်ဘေးကြုံ တွေ့လာနိုင်တယ်လို့သတိပေးထားပါတယ်လက်ရှိမှာစစ်ကော်မရှင်အကြမ်းဖက်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ခရနီပြည်သွင်းကစစ်ဘေးရှောင်တဲ့တိုင်းကျော်ကို အကူအညီပေးနိုင်ဖို့နိုင်ငံတကာအတိုင်းဝိုင်းကငွေကြေးနဲ့အရင်အမြင့်တွေဆက်လက်ရရှိနိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးဖို့ KNHRG ကတောင်းဆိုထားပါတယ်